အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့လက်စွမ်းမှာတ냐စာအုပ်ဖတ်ခြင်းစီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီပီဆုံးမှာနောက်တစ်ပိုက်ကိုဆက်ပြီးတော့မှဖတ်ပြပေးပါမယ်ဒေဂီတတန်ဒီတက္ကနာမြရက်သွားသည်ကံဝဲကျမ်းမြစီမှာဒေါသတကြီးရေရွတ်တံများကြာရသည်ခုနောက်တီဝိုင်းစီမှာဒေဂီတတန်ပြန်၍ထွက်ပေါ်လာသည်စောစောကထက်အတန်ကျသည်အဝါရံဝတ်စုံဝတ်ထားပြီး ဥပေါင်းတွင်စိန်တူများစီစဉ်ထားသည့်အမျိုးသမီးတယောက်သရှင်ဆိုသည်ထိုခိုက်တွင်မဆောင်သားသည့်အဖြစ်တစ်ခုပေါ်ပေါက်လာသည်ဂျာမန်သည်အင်္ဂလိပ်နှင့်လူချင်းဝန်တိုင်းမိကြသည်တယောက်နှင့်တယောက်အပြန်အလှန်ဆွဆွဲကြသည်သူအပြင်ငါအပြင်စသည်ဖြင့်ညင်ညာခုံကြသည်မန်နေဂျာနှင့်ဇဝဲတို့နှစ်ယောက်ကနိုင်ငံပေါင်းချုပ်အတင်းကြီးတစ်ဖွဲဂျာမန်ဝင်ဖြစ်ကြသည်သို့တော်လည်းမိသူကမှ သူတို့စကားကိုနားမထောင်ကြတီဝိုင်းသည် ချက်ချင်းပင်နေမပါနှက်စွာဖြင့်တီးခွက်ကိုပြောင်းသည်ဖော့ထော့ဒေးတန်မှနေ၍တင်ကိုဒေးတန်သို့ပြောင်းလိုက်သည်ဂျာမန်တန်တမန်များသည်ကြောင်နေကြသည်ဆက်၍ရန်ဖြစ်မလားဝင်၍ကရမလားရုတ်တရက်ဝေခွဲ၍ချမ်းဟန်မတူကြနှစ်ဦးစလုံးကိုဘေးမှအဖော်များကဝိုင်း၍ဆွဲကြသည်ရန်မွဲသည်ပြီးဆုံးသွားသည်တန်တမန်များလည်းသူတို့တပွဲသို့ပြန်သွားကြသည်သူရဲ့ကောင်းကြီးတွေက တယောက်ချင်းစော်ဖို့ကြတော့အားကြောင့်စင်ပေါ်ကြတာလေဟုချက်ဝကမေးသည်ခမဒီလိုနဲ့ပဲဇူရစ်ကိုရောက်သွားတယ်ပေါ့ဟုကျွန်တော်ကသူ့စကားကိုပြန်၍အစားဖော်ပြသည်သူအာယုံပြောင်းသွားအောင်လှုပ်လိုက်ခြင်းဖြစ်ပါသည် သူကပြုံးသည်ကျွန်တော်တို့ဒီနေရာကဖက်သွားကြရင်မကောင်းဘူးလားသွားစရာနေရာကဘယ်မှာရှိလို့လဲညာလုံးမောက်ဖွင့်ထားတဲ့ရိုးရိုးပါတော့တနေရာရမှာမရှိဘဲမနေဘူးရှိကိုရှိမှာပါဒီမှာကကလိုက်ခုံလိုက်ရံဖြစ်လိုက်လှုပ်ရှင်တဲ့ကောင်တွေနဲ့ ပြည့်နေတာပဲကျတော့စိတ်ပြက်လာတယ်ကျောင်းဝတ်ဒီဇပွဲထုတ်အားခေါ်၍ကျတဲ့ငွေကို ရှင်းပြသည်ကျွန်တော်တို့သွား၍ထိုင်နေနိုင်မည်အရက်ဆိုင်ရှိမရှိစုံစမ်းသည်ဇပွဲထုတ်ကသူ့စာရေးဆက်ကူတရက်ပေါ်တွင်လိပ်စာရေးပြီးပြီးဘယ်လိုသွားရမည်ကိုလမ်းညွှန်သည်ကျွန်တော်တို့နှစ်ယောက်အပြင်အမှောင်တူထဲသို့ထွက်လာခဲ့ကြသည်ကျေများသည်လက်လက်တောက်ပနေကြဆဲဖြစ်သည်အဝေးမိုးကိုစဝိုင်းစီတွင် ပင်လယ်ရေပြင်နှင့်နနခင်းလျောင်သည် တွေ့ဆုံနေကြဟန်ရှိပင်လယ်ရေပြင်မှစားနပ်နှင့်ပန်းနပ်များသည်ပဝန်းကျင်တွင်တင်းပြန်လျက်ရှိသည်မကြမီနေဘက်သို့ကူးပြောင်းတော့မည်အရေးငွေများသည်ချက်တန်းနေကြပြီဖြစ်၏လစ်ဘွန်မြို့သည် နေကင်းဆိုလျှင်ရိုးရိုးချင်းချင်းကလေးနှင့်တာယာလှပသောမြို့ဖြစ်သည်မြို့၏အနောက်တွင်နှစ်သက်ဆွဲမလောင်ညွတ်ယူပန်းစားနိုင်စွမ်းရှိသည်ညပိုင်းကျတော့မြို့သည်လက်သမီးပုံမြင်တဲ့ကမြို့တစ်မြို့နှင့်တူလာသည်မီးရောင်တထိန်ထိန်ဖြင့် တစ်မျိုးလာလာသည် လူနေအင်ဂျင်များသည်ပင်လယ်ပြင်ဘက်သို့နှိမ့်စင်သွားသည်ဆင်ရှင်ကျော်ကုန်းတန်းတစ်လျှောက်တွင်အစီအရီအဆင့်ဆင့်တန်းနေကြသည်ကျွန်တော်တို့သည်တက္ကနာချင်းစကားမပြောဘဲရပ်နေကြသည်ထို့နောက်ချက်ဟုတ်ကတက်ပြင်းတစ်ချက်ချသည်ကျွန်တော်တို့အနေနဲ့ဘဝကြောင့်တွေ့လိုက်ရင်အခုမြင်နေရတဲ့ပုံစံမျိုးပဲတွေ့လိရှိကြတယ်ဟုသူကပြောသည်မိအင်းရောင်တွေကလည်းထောင်ထောင်ချီပြီးရှိနေကြတယ် လမ်းတွေကလည်းအစာဆုံးမရှိတဲ့နေရာကိုဥတည်နေကြတယ်။ကျွန်တော်ပြောတာခမရဘလို့သဘောရတယ်လေ။ကျွန်တော်ကအပြေမပြေးပါ။ကျွန်တော်အဖို့ကတော့ဘဝဟူသည်တာကတ်မြပြင်ပေါ်မှာတင်မောဖြစ်သည်။ခုတင်မောသည်ကျွန်တော်အားအစာဆုံးမရှိတော့ကမ္ဘာလောကစီတို့ခေါ်ဆောင်သွားလိမ့်မည်မဟုတ်တော့လေ။အမေရိကကိုတော့ပို့ဆောင်ပေးလိမ့်မည်ဖြစ်၏။အဲ့ဒီနေ့ကဇူရင်မြို့ရဲ့ချူကင်းဟာညညခမရမြင်နေရတဲ့ လစ်ဘွန်မြို့ရှိခင်နိုင်မယ်ဟုချက်ဟုတ်ကပြောသည်ကျွန်တော်ဆုံးရှုံးပြီလို့တွေးထားခဲ့တဲ့အရာတစ်ခုအစပြုတဲ့နေပဲခင်ဗျားလည်းသိရတဲ့အတိုင်းပဲအချိန်ဆိုတာအနေနဲ့မရှိတဲ့စားစည်းတောက်စည်းတွေထဲမှာထည့်ထားတဲ့အစီတမျိုးနဲ့အတူပဲသူကဖြည်းဖြည်းချင်းမှတကောကနေနေပြတဲ့အားမျိုးပဲပထမတောက်စမှာတော့ကျွန်တော်တို့စိတ်ဓာတ်ကို တက်ကြွစေ ရှင်းတန်စေစိတ်ထဲမှာမပြတ်မစီမတည်မပြောက်တော့ဘူးလို့တောင်ခံစားကြရတယ်ဒါပေမဲ့ တစက်ပြီးတစက်တောက်လို့တရက်ပြီးတရက်ကုန်လွန်လာတဲ့အခါမှာစီတကိုးတက်လာပြီးကျွန်တော်တို့ရဲ့သွေးတွေကိုဖျက်ဆီးတော့တာပဲအချိန်ဆိုတဲ့အရာရဲ့ acid တက်ဟာကျွန်တော်တို့ကို ဖြည်းဖြည်းချင်းပြောင်းလဲပြင်နေချင်းဟာအဖွဲတဲ့ထူးခဲစမ်းကြတဲ့အဖြစ်ကိုလည်းဖြစ်လာစေကျွန်တော်ဇူးထင်မှာအဲ့ဒီအဖြစ်နဲ့ကြုံခဲ့ရတယ်ချက်ဝတ်ဒီမိအောင်များဖြင့်လင်းလက်တောက်ပနေသည့်မျိုးစီတို့ပုံကြည့်နေတယ်ကျွန်တော်ဘဝမှာတော့ ကြောက်စရာကောင်းဆုံးညတညဘောဟုသူကပြည့်ပြည့်တသားပြောခြင်း။ကျွန်တော်ကတော့ပျော်စရာကောင်းဆုံးညတညအဖြစ်တတိယနေချင်တာအမှန်ပါ။ဒါပေမဲ့ဗျာသူကြစမ်းကြတဲ့အဖြစ်တခုဟာဖြစ်လာပြီဆိုရင်ဘယ်တော့မှမပြေဆုံးဘူး။စိတ်ပြတ်စိတ်ချုပ်စရာလေးတွေကတော့အမြဲတစေပါလာတာကြီးပဲ။အပေါ်စီးရနေပြီဖြစ်တော့အာယုံဥစီတို့လမ်းမျောကြည့်နေတော့ချက်ဝတ်သည်။အယူတယောက်နဲ့အတူနေသည်။ကျွန်တော်သူ့အဖြစ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရပါသည်။ ခင်ဗျားပြောတာမှန်ပါတယ်ဟုကျွန်တော်ကထောက်ခံ၍ပြောသည် သူ့ရင်တွင်ခံစားချက်များကိုသက်တမ်းရာရစေလို၍ပြောနိုင်ခြင်းဖြစ်ပါ၏ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ပျော်ရွှင်သံရမှုအတိုင်းအတာကိုဘယ်လိုလုပ်ပြီးသိနိုင်ကြမှာလဲအဲ့ဒီပျော်ရွှင်သံရမှုဟာကျွန်တော်တို့နဲ့အတူတူဘယ်လောက်ကြာကြာရှိမလဲဆိုတာသိတဲ့အချိန်မှာတော့ပြောရှင်းလို့ရမှာပေါ့ခုလဲကျွန်တော်ကထပ်၍တင်ပြချက်ပေးသည်တိရံတစ်ခုပဲရှိတယ်ဟုချက်ဟုတ်ကတူတူပြောသည်ကြားလာတဲ့အသားရပျော်ရွှင်မှုကို ကျွန်တော်တို့ကြာကြာစုပ်ကံမထားနိုင်ဘူးဆိုတဲ့အချက်ကိုတော့ခင်ဗျားတို့ကျွန်တော်တို့သိနေကြတာပဲမြို့စီတို့တွေ့ဝင်ငင်းမုန်းလျက်ရှိသောချက်ဦမျက်နှာသည်မှုံမိုင်းလျက်ရှိသည်ကြည်လင်ချင်းကင်းမဲ့လျက်ရှိသောသူ့မျက်လုံးစုံသည်အေးဆက်တင်းမာသောအရေးလက္ခဏာကိုဖော်ပြနေသည်ရုပ်အစင်းအင်ကပြက်လွန်အကြီးသဖြင့်လူတည်မျက်နှာနဲ့တူသည်ထို့နောက်အချိန်တော်ကြာခါမှပင် သူ့မျက်နှာသည်အသက်ပြောင်းဝင်လာသည် ကျွန်တော်တို့ဒီတောင်ကုန်းစင်ကြောလမ်းအတိုင်းလိုက်ကတင်မောစိတ်ကြီးတို့ဦးတည်၍ဆင်လာခဲ့ကြသည်သူဒီတက္ကနမြနှုတ်ဆက်နေသည်တွန်းတော့ကျွန်တော်ဟာလှည့်ကြည့်ပြီးကျွန်တော်တို့ဟာဘယ်သူတွေလဲဟုစကားဆသည်ခမားဘယ်သူလဲကျွန်တော်ဘယ်သူလဲဟုမေးသည်တခြားလူတွေကဘယ်သူတွေလဲဒီကုန်းတဲ့လူတွေကဘယ်သူတွေလဲဘယ်ဟာအဆင်မှန်လဲလူကအဆင်မှန်လားမှန်တယ်မှာထင်နေတဲ့သူ့ရဲ့အရေးကအဆင်မှန်လားတည်သွားတဲ့ကျွန်တော်မိန်းမနဲ့ကျွန်တော်ဟာ လူတယောက်တည်းဖြစ်သွားပြီလားသူမသိခင်အရင်တုန်းကလည်းကျွန်တော်သူ့ကိုမပိုင်ဆိုင်ခဲ့ဘူးဆိုတာရော ဖြစ်နိုင်သလားအခုအခါကျွန်တော်အုံတော်ထဲမှာသာချင်းနေတဲ့သူ့ကိုကျွန်တော်အပြည့်အဝပိုင်ဆိုင်ထားပြီဆိုတာရော ဖြစ်နိုင်မလားကျွန်တော်သူ့ကိုတစ်ချိန်ဆုံးဆုံးပြင်ရင်ဒုတိယအချိန်ဆုံးဆုံးရအောင်ပါပဲဆိုတာကရောအမှန်ပဲလားချက်ဝတ်ဒီသူပြောချင်တဲ့စကားများကိုကြားရည်လို့တတို့တို့ပြောပြီးတွင်ကျွန်တော်ဟာပြွတ်ပြွတ်ပြတဲ့မျက်နှာဖြင့်ကြည့်နေပါသည်တောင်ကုန်းစီရောတခြား တည်ရှိနေသည့်လေကားတင်များဆုံးသွားသည့်အခါကျွန်တော်တို့သည်လန်ဒန်လမ်းစီသို့ရောက်သွားကြသည်။အင်းနီယန်တဝိုက်တွင်မနီကပွဲလမ်းသမင်တစ်ခုကျင်းပခဲ့ဟန်ရှိသည်။အင်းနီတဝိုက်တွင်ပန်းခွေများပြန့်ကျဲနေသည်ကိုမြင်ရသည်။မြေပြင်မှပင်60 60အခန်းမြင့်တွင်တန်းပြစ်ကကျဲတရန်ဆက်ကုံမျိုးများရှိတ်ဆွဲထားသည်ကိုလည်းမြင်ရသည်။ပွဲကတော့ပြီးဆုံးသွားခဲ့ပြီ။မုံမံပြင်ဆင်ထားကြသည့်ပစ္စည်းများကတော့လမ်းပိတဝိုက်တွင် ဖေဟိုဖေပြန်ကျဲကြံရစ်ခဲ့ကြလေသည်ဒီနေရာမဲဟူချက်ဝုတ်ကပြောကဆန်တကားကိုတွန်းပွင့်လိုက်သည်ဒုက္ခငယ်လူတို့ကကျွန်တော်တို့အားစီကြိုသည်အခန်းဒီမျက်နှာချက်ခဏနေဖြစ်၍တပတ်နေရတွင်ဝိုင်းပလင်းများတန်းစီပြီးတင်ထားသည်ဇပွဲလွတ်တလုံးတွင်ဇုံတဲ့တွင်နေရာယူထားသည်ကျွန်တော်တို့ဝိုင်းပါသည်စားစရာဆို၍ဤဆိုင်တွင်ငါးကြော်တစ်မျိုးသာရှိသည်ဖြင့်ငါးကြော်ပင်မာရသည် ခမရဇူရင်မျိုးအကြောင်း သိတယ်မဟုတ်လားဟုချက်ဝကမေးသည်။သိတယ်။ကျွန်တော်ဆွေဆာလမ်မှာဖမ်းခံရသေးတယ်။ထောင်တွေကတော့အလွန်ကောင်းပဲ။ပြင်သစ်ကထောင်တွေတဲ့အများကြီးတာတယ်။သူတပြင်းစောင်းနှင်းဆိုရင်တိတ်ကိုနေလို့ကောင်းတာပဲ။ဒါပေမဲ့ကွာကြတာက သူတို့အနေနဲ့ဘယ်သူ့ကိုမှ ထောင်ထဲမှာတရင်နှစ်ပတ်ထပ်ပုံမထားဘူး။နှစ်ပတ်ပြည့်ရင်ပြင်းနေတယ်မယ်။အဲ့ဒီတော့နေဆက်ဒေတာထဲမှာတရင်ပတ်ပတ်နေနေတဲ့ဘဝဟာပြန်ဆရတာပဲပေါ့။ ကျွန်တော်အနေနဲ့နေဆက်ကိုပြောင်ပြောင်တင်းတင်းပဲဖြတ်ဝင်မယ်လို့ဆုံးဖြတ်ခဲ့တယ်မဟုတ်လားအဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲကျွန်တော်လွတ်မြောက်လာခဲ့တာဟုချက်ဝကပြောသည်ကျွန်တော်လွတ်လာတော့ဘာမှတွေးပြီးမကြောက်တော့ဘူးလမ်းပေါ်မှာပလေးတစ်ယောက်မြင်ရင်အရင်ကလန့်တယ်ခုမလန့်တော့ဘူးလုံးဝပျောက်သွားပြီလို့တော့မပြောပါဘူးနည်းနည်းပပတော့ရင်တုံတယ်ကျွန်တော်ကခေါင်းညင်းသည်ဘေးရနေရာကျွန်တော်ရဲ့ဘဝအတိကိုတိုးတက်စေတာအမှန်ပဲဟုကျွန်တော်ကပြောသည် များအဲ့ဒါလိုပဲထင်သလားကိုချက်ဖို့ကမိကကျွန်တော်မျက်နှာကိုဖြတ်ကနေလှမ်းကြည့်သည်သူ့အကြည့်သည်ထူးဆန်းသောအကြည့်ဖြစ်သည်ကျွန်တော်ကတော့ဘေးအနေဟာကျွန်တော်ကတည်ခြင်းလို့ခေါ်နေတဲ့စီအထိရောက်တယ်လို့ထင်တာပဲဆိုကြပါစို့ရဲ့ခမည်းဒီမျိုးကထွက်သွားရင်ခမည်းရဲ့အတီထဲမှာဒီမျိုးရဲ့တရှိမှုဟာပျောက်ကွယ်သွားသလားနောက်ဆုံးဒီမျိုးတစ်မျိုးလုံးပျက်စီးသွားရင်ရောခမည်းရဲ့အတီထဲမှာဒီမျိုးဟာရှိနေဦးမှာပဲမဟုတ်လား တည်ခြင်းဆိုတာကရောပါလေအမြင့်တစီပြောင်းနေတဲ့ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကဖြည်းဖြည်းတသာကလေးဖြတ်တန်းသွားတဲ့အလင်းရောင်ထက်ပူခြင်းမှပုံပါပါကြောင်တော်ကောင်းဒီကုတ်ချောင်းချောင်းဖြင့်ဇပွဲပေါ်တက်လာသည်ကျွန်တော်ကငါးကြော်တစ်ပိုင်းဖဲ့၍ပြစ်ပေးလိုက်သည်ကြောင်ဒီငါးကိုချီ၍အမိကိုထောင်းကဇပွဲပေါ်ကခုံချပြီးထွက်သွားသည်ခမည်းမိမနဲ့ဇူးတင်မှာတွေ့တယ်မဟုတ်လားဟုကျွန်တော်ကမေးသည်ကျွန်တော်သူနဲ့ဟိုတယ်မှာဆုံမိတယ်။ Osna Brand မှာတွေ့ခဲ့ရတဲ့အနေနဲ့တော့မဟုတ်တော့ဘူး ို့တော့ငါလိုမတမယာမရှင်မပြအခြေအနေမျိုးမရှိတော့ဘူးပုံစံသိပ်ပြောင်းသွားတယ်ကျွန်တော်မသိတဲ့မိမတယောက်ကိုတွေ့ရတယ်လို့ဖြစ်နေမသိပေမဲ့လည်းကျွန်တော်ရှိတဲ့မိမတယောက်ပါကိုနှစ်တာကာလအတွင်းကဖြစ်ပြခဲ့သမျှအတိတ်ကဖြစ်ရတဲ့ဟာကျွန်တော်တို့နှစ်ယောက်ကိုချက်နယ်ဆက်ဆက်မိသွားအောင်လုပ်ပေးလိုက်တယ်လို့ဖြစ်နေတယ်သူ့အနေနဲ့လေဆက်ကိုဖြတ်လာကလေးကအချိန်ရဲ့အစိတ်ဟာအခိုးငွေဖြစ်ပြီးတွင်စင်ပြောက်ပြက်သွားတယ်ကျွန်တော်တို့ဟာအတိတ်ရင် တနာကျင်တာမှုအရေးမှာကိုလုံနေစရာမလိုတော့ဘူး။သုံးဆန်တိုင်းပဲအတိတ်ဆိုတာကကုန်လွန်သွားခဲ့တဲ့နှစ်တွေရဲ့ရောင်ပြန်ဟမ်းမှုပဲ။စိတ်တက်ပြပြစရာအတိတ်ကောင်းတယ်။ကျွန်တော်တို့ဟာအတိတ်တဖန်ပြန်လည်မွေးဖွားလာတဲ့လူတွေပဲဆိုပါစို့။ချက်ဝက်ကစကားကိုဖြတ်ကကျွန်တော်အားနောက်တဖန်ပြန်၍ကြည့်ရင်ပြန်သည်။သူ့အကြည့်ဒီစောစောကလိုပင်ထူးဆန်းသောအကြည့်ဖြစ်သည်။အချိန်တွေကတော့အဲ့ဒီတိုင်းပဲ။အဲ့ဒီအချိန်တွေကိုထိန်းသိမ်းထားတာကတော့ဟယ်လင်ပေါ့။ ကျွန်တော်ကတော့မထိနိုင်ဘူးအထူးသဖြင့်ပြီးဆုံးကနေလေလေမထိနိုင်လေပဲဒါပေမဲ့ဟယ်လင်ကတော့ဆက်ပြီးထိန်းသွားနိုင်တယ်ပြဿနာဖြစ်လာတာကအဲ့ဒါပဲအခုကျတော့ကျွန်တော်ဘာသာလုပ်ရတော့မယ်အဲ့ဒါကြောင့်လဲကျွန်တော်ခမားကိုအခုလိုပြပြနေတာပါဟုတ်တယ်အเจ้าကတော့အဲ့ဒါပဲခမားဇူးတင်မှာနေခဲ့သေးသလားလို့ကျွန်တော်ကအကြံပြမိသည်ကျွန်တော်တို့တပတ်ကြာနေခဲ့တယ်လို့ချောက်ကပုံမှန်လေးတန်နဲ့ဖြေတယ် ကျွန်တော်တို့မှာလမ်းနဲ့ရှိပြီးနေနိုင်လောက်အောင်ငွေကြေးပြည့်စုံနေပြီမဲ့တပတ်ပဲနေခဲ့ကြရတယ်။ဟန်လင်ကသူ့ကြောင့်မျက်နှာတွေကိုယူလာတယ်။ရောင်းလိုက်ရင်ငွေရနိုင်ရင်ပြီးတော့လူလောကကြီးတွေကထွက်သွားပြီဖြစ်တဲ့မစ္စတာရှက်ဝေရဲ့လက်ရာပချီကားတွေလည်းကျွန်တော်မှာရှိနေတယ်။ GPG ကားချက်တွေကိုကျွန်တော်ပြင်သစ်မှထားခဲ့တယ်။အဲ့ဒါတွေကလည်းရောင်းလိုက်ရင်ငွေဖြစ်နိုင်တာပဲ။အချိန်က1939ခုနှစ်လူရည်။နေ့စဉ်နေ့တိုင်းလူတွေဟာပျော်မြူးနေတော့မယ်။ လမ်းတွေပေါ်မှာစိတ်လွတ်ကိုလိုရှင်မှုနေကြတော့မယ်လမ်းတွေပေါ်မှာစိတ်လွတ်ကိုလိုရှင်မှုနေကြတဲ့လူတွေ ਨੇ ပြည့်ရှင်နေတဲ့နေရာဒီပဲကျွန်တော်နဲ့ဟင်းနေဇူရီမျိုးကနေပြီးတောင်ပိုင်းဒေသမှာရှိနေတဲ့မကီအိုးရေကန်စီချီးထွက်ကြတဲ့အချိန်မှာလူအလုံးဟာပျော်ရွှင်နေဖို့ကလွယ်ပြီးဘာဝုံးမှတတိမရကြသေးတဲ့အချိန်ပဲဟင်းနေစီကိုသူ့မိသားစုစီကစားရလာတယ်ဖုံးလဲမကြကနာဆက်ကြတယ်ဟင်းနေကသူဆရာဝန်နဲ့ဇူရီကိုသွားတယ်လို့ ြောခဲ့တာဆိုတော့သူဘယ်မှာရှိနေလဲဆိုတာမိသားစုကသိနေတာကိုဒါကြောင့်လဲမကြာခဏလမ်းမြေအဆက်အသွယ်လုပ်နေကြတာပေါ့ဆွစ်ဇာလန်နိုင်ငံရဲ့မှတ်ပုံတင်စနစ်ကအင်မတန်ကောင်းနေဗျာဖန်နင်ကိုမေးလိုက်တဲ့မိကုန်းတွေဟာအများကြီးပဲအင်မတန်မှစိတ်ဆက်သေးကြတာပဲသူတို့စနစ်အရာဆိုရင်ဖန်နင်ဟာအခုချိန်ထိဂျာမနီကို ပြန်ချင်ရင်ပြန်လို့ရသေးတယ်ကျွန်တော်တို့ကသာပမာဏနဲ့ဆုံးဖြတ်ဖို့လိုတယ်ကျွန်တော်တို့ဟိုတယ်တစ်ခုထဲမှာတည်ကြတယ်ဒါပေမဲ့အတူတူမနေဘူး ျွန်တော်တို့ဟာနေမယားဖြစ်နေပြီမြင်ကျွန်တော်တို့ကင်ထားတဲ့နိုင်ငံကူးနှမတ်တွေရဲ့နေမျိုးတွေကမတူကြဘူးအခုလိုအချိန်မျိုးမှာကတော့ကျွန်တော်တို့နှစ်ဦးစလုံးရဲ့ဘဝကိုစက်ကူတွေကလုံမိုးရှည်လေတာခံနေကြရတယ်အတူတူနေလို့မဖြစ်သေးဘူးအလုံးထူးဆန်းတဲ့အခြေအနေတည်းရလို့ဆိုရမှာပဲဥပဒေတစ်ခုအရာဆိုရင်ကျွန်တော်နဲ့ဟယ်လင်ဟာနေမယားပဲနောက်ဥပဒေတစ်ခုအရာကြတော့ကျွန်တော်တို့ဟာနေနေမယားမဟုတ်ဘူးပုံဝန်ကျင်ကအတင်းခွဲခွာနေကြရတာကနှစ်ပေါင်းကြာပြီ ထို့သဖြင့်တော့ဟန်နဲ့အတွက်အလွန်ထူးဆန်းတဲ့အရှင်နဲ့တဲ့အပြောင်းလဲတစ်ခုနဲ့ကြုံနေတာပဲအပေါ်ရန်ချက်တိုက်ပြီးကြည့်လိုက်ရင်အရာရာတိုင်းဟာမရှင်းမနေဖြစ်နေသလိုပဲတစ်ချိန်တည်းမှာပဲတကယ်အဖြစ်မှန်ပါလားဆိုတဲ့အသည့်ကလည်းဝင်နေကြတယ်အမှန်ကတော့ကျွန်တော်တို့ရဲ့ထူးဆန်းတဲ့ကမ္ဘာလောကပေါ်မှာကျွန်တော်တို့ဝိုးတော်ဝါမှတ်မိနေတဲ့အိမ်မက်တစ်ခုရဲ့ညှင်းမြုံမှုတွေဟာပြန်ဝဲနေကြတော့မင်းကျွန်တော်ကတော့ဘလို့ကဘလို့ဖြစ်ပြီးဒီရှင်တွေကိုရောက်လာတယ်ဆိုတာ တွေးလို့မရနိုင်အောင်ဖြစ်နေရတယ်။တွေးလို့မရတော့တဲ့အဆုံးမှာမမျှော်လင့်ပဲရောက်လာတဲ့လက်ဆောင်တစ်ခုလိုပဲစိတ်ထင်းကကြိတ်ပြီးတတ်မှတ်လိုက်တယ်။အဲဒီလက်ဆောင်ဟာဘုရားသခင်ကကျွန်တော်ကိုနောက်တစ်ချိန်ဘဝတစ်တခုချိလာအောင်ပြန်လည်တိဆောက်ခွင့်ပေးခြင်းပဲလို့ယူဆမိတယ်။တကယ်တော့ကျွန်တော်ဘဝဟာပထမဦးဆုံးအချိန်ကပေါင်လေးကပေါင်ချာဖြစ်ခဲ့ရပြီမဟုတ်လား။ဒါကြောင့်အစစအရာပြည့်စုံတဲ့ဘဝတိဆောက်ခွင့်ထပ်မံပေးရခြင်းလို့ပဲထင်တယ်။ အသေးစားစဉ်းစားလိုက်မယ်ဆိုရင်နိုင်ငံကူးလက်မှတ်လုံးဝမရှိဘဲနဲ့နေကြားဒေသရဲ့မြေအောက်မှာတွင်းအောင်ဖို့တွင်းတူးနေတဲ့ပွေးတကောင်ဟာအတောင်ပေါက်ပြီးငှက်တကောင်ဖြစ်သွားတဲ့အဖြစ်နဲ့တော်တော်ကိုတူနေတာပဲတမနခင်ကျွန်တော်ဟယ်လင်စီရောက်သွားတဲ့အခါမှာဟယ်လင်ကဂျာမန်ကောင်စစ်ဝန်ယုံကမစ္စတာကရော့စီဆိုတဲ့လူတစ်ယောက်နဲ့စကားပြောနေတာတွေ့ရတယ်။သူကမိတ်ဆက်ပေးလို့ဒီလူပဲကဘယ်သူပဲဝါဆိုတာကျွန်တော်သိရတာပါ။ဟယ်လင်ကကျွန်တော်ကိုပြင်သစ်ဘာသာနဲ့ပြောတယ်။ ပြီးတော့ကျွန်တော်နာမည်ကိုလည်းမွန်စီယာလင်နွိုင်းလို့ပြောတယ်။ cross ကဟန်လင်ပြောတာကိုရုတ်တရက်နားမလည်လိုက်တော့ကျွန်တော်ကိုပြင်သစ်လို့မတက်တက်နဲ့ကဘာကျော်ပကြီးဆရာကြီး green nine ရဲ့တာလာလို့မိတယ်။သူစကားကြတော့ဟန်လင်ကဟာဟာပပတ်ရေးလေ။ Mr. လင်နွိုင်းကဂျနီဗာကရှင်လို့ဝင်ပြောတယ်။ဒါပေမဲ့သူဂျာမန်စကားပြောတတ်ပါတယ်။သူဟာ green nine ရဲ့တာမဟုတ်ပေမဲ့ green nine ကိုသိပြီးကြီးညိုလေးစားတဲ့လူတစ်ယောက်ပါ။ခင်ဗျား စိတ္တဇပကြီးကိုကြိုက်သလားလို့ Crossy ကမေးတယ်။သူ့မှာစိတ္တဇပကြီးကတချို့တောင်စောင်းလာတာရှိတယ်တဲ့။ Helen ကဝင်ပြေးတယ်။ဟုတ်တယ်။ကျွန်တော်မှာပကြီးကနည်းနည်းပါးပါးဆွဲထားတာရှိတယ်လို့ကျွန်တော်ကလိုက်တဲ့ပြန်ပြောလိုက်တယ်။ကျွန်တော်လက်ထဲမှာကလည်းလူလောကအတွင်းကထွက်ခွာသွားပြီဖြစ်တဲ့ချက်ဝတ်ရဲ့ပကြီးကတချို့ရှိနေတယ်မဟုတ်လား။ဒါကြောင့်ကျွန်တော်က Helen ရဲ့နိပတိရဲ့ကိုထောက်ကူပြအောင်ဝန်ကူရတာပေါ့။ခမညာဝန်တာသားက ့ Oscar Rehat စုဆောင်ထားခဲ့တဲ့ပကြီကားတွေကိုအတိတယ်မဟုတ်လားလို့ Cross ကတင်းရင်တနည်းအမူအရနဲ့မေးတယ်။ကျွန်တော်ကကောင်းကျင်လိုက်တယ်။ Rehat စီမှာဘင်ကိုရဲ့ကားတစ်ချက်လည်းရှိတယ်။ကျွန်တော်သိကြတဲ့ကားပေါ့။ဘင်ကိုရဲ့ကားကဘယ်ကားလဲလို့ Cross ကစိတ်ဝင်စားမေးတယ်။အယူထောင်တွေမှာပန်းဝန်းရင်ဆိုတဲ့က Cross ကပြုံးနေ။ဟုတ်တာပေါ့။အလုံးကိုအမခန့်ဖြစ်တော့တဲ့လက်ရတကူပဲ။သူကပကြီးအကြောင်းစိတ်ဝင်စားပြောလာတယ်။ပကြီးဆရာ လောင်ပရီးရဲ့လက်ရာတွေကိုအနှုတ်စိတ်ပြေဝင်ပြန်ပြလာတယ်။ကျွန်တော်ကလည်းသူနဲ့လိုင်ယောညီတွေပြောနိုင်တယ်။ကွယ်လွန်သွားတဲ့ချောဝစီကရယူထားလိုက်တဲ့ပညာဘုဟုတ္တတလေးရဲ့အတွက်ကျေးဇူးတင်ရတော့မှာပဲ။ဘာပဲဖြစ်ဖြစ်ခုတော့ပြင်ကျွန်တော်ဟာဟဲလင်းရဲ့နီးပီးရဲ့တွေကိုနားလည်သွားပြီ။သူ့အနေနဲ့ကကျွန်တော်ကိုသူ့ယောက်ျားဖြစ်ကြောင်းနဲ့မိတို့ခတဲ့တယောက်ဖြစ်ကြောင်းခရော့စီရိပ်မိမသွားအောင်အားထုတ်နေတာပါ။ကျွန်တော်ခံမှန်းကြည့်ရတယ်လို့ဆိုရင် ကျွန်တော်စီကလည်းကျွန်တော်နဲ့ဟန်နေရဲ့အဆက်ဆက်ကိုသိအောင်ကြိုးစားနေတာပဲဟန်နေကတော့သူ့ကိုသူကျွန်တော်ရဲ့ဇနီးလူစီရင်နေဖြစ်တယ်ကလေးနှစ်ယောက်ရှိတယ်ကြီးကအလွန်စနေရတီကောင်းတဲ့သမီးစသဖြင့်အရေးကြုံလာရင်ပြောနိုင်ဖို့စီပူထားတယ်ကျွန်တော်စီရဲ့မျိုးလုံးတွေကတော့ဟန်နေစီရောက်သွားတိုင်းကျွန်တော်စီရောက်လာတိုင်းနဲ့အလုပ်များနေတယ်ကျွန်တော်တို့အားလုံးဗဇီဝန္ဒနာပါတာတူတယ်ဆိုတဲ့အချက်ကိုအကြောင်းပြပြီးနောက်တစ်ချိန်ထပ်ဆောင်ကြဖို့သူကအကြံပြုတယ်။ကန္တာယာဘေးက ငါးကျော်ကောင်းကောင်းရနိုင်တဲ့စောစောဆိုင်မှာတရက်လောက်နေနေစားစားရင်စကားပြောကြရင်မကောင်းဘူးလားလို့သူကပြောတယ်။ပကြီကားတွေအကြောင်းတင်းနားနေတဲ့လူတယောက်နဲ့ဆုံမိဖို့ဆိုတာမလွယ်တဲ့အတွက်ထူးခြားတယ်လို့သူယူဆကြောင်းလည်းပြောတယ်။ကျွန်တော်ကလည်းသူစကားတွေကိုအတက်တရောလက်ခံခဲ့တယ်။ကျွန်တော်ဆူဆန်လန်ကိုပြောင်းတဲ့အခါသူပြောတဲ့အတိုင်းစီစဉ်ကြတာပေါ့လို့ပြောတယ်။ကျွန်တော်မကြပါဘူး။တရင်လေးဘက်သို့မဟုတ်၆ဘက်လောက်ပဲကြာမှာပါလို့ထပ်ပြောလိုက်တော့သူအံ့အားသင့်နေတယ်။ကျွန်တော် ။ခင်ဗျားဂျနီဘာမှာနေနေမဟုတ်လားလို့မေးနေတယ်။ဟုတ်ပါတယ်။ကျွန်တော်ဟာဂျနီဘာသားပါ။ဒါပေမဲ့အခုလောလောဆယ်ဘဲဖိုမှာနေပါတယ်လို့ဖြစ်လိုက်တယ်။ဘဲဖိုကပြင်သစ်မှာဆိုတော့သူ့အနေနဲ့ကျွန်တော်နဲ့ပတ်သက်ပြီးနောက်ထပ်ဆုံဆန်းဖို့မလွယ်ဘူး။ပြန်မယ်လို့မှသူမမေးမနေနိုင်တဲ့မိန်းကုံးတစ်ခုမေးတယ်။ကျွန်တော်နဲ့ဟန်လည်းဘယ်မှာတွေ့ကြတာလဲ။ကျွန်တော်ဝါသနာတူတဲ့လူချင်းခင်မင်းရင်းနှီးမှုရှိလာကြတာဟာတိတ်ကိုထူးဆန်းတယ်လို့လည်းပြောတယ်။ဟယ်လင်ကကျွန်တော်ကိုနှံ့ချတယ် ကျမတို့ဈေးခန်းမှာတွေ့ပြီးခင်လာကြတာပါ Mr. Crossy လို့ပြောတယ်။မကျမတဲ့လူတွေဟာတခြားတာမန်လူတွေထက်ပိုပြီးဝါသနာတူတတ်ကြတယ်ရှင်။ပြီးတော့သိပြီးကျမရဲ့ကောင်းတဲ့လူတွေမှာကအာယုံကျော်ထက်ကြွက်သားကပုံများတယ်မဟုတ်လား။အဲ့ဒါလို့ပြောပြီးခင်လင်ကပြောတော့ Crossy ကလည်းအလိုက်တင်ပြန်ပြီးပြောတယ်။ကျွန်တော်နားလည်ပါတယ်ဗဒန်းနေ။ကျွန်တော်ကလည်းခင်လင်ထံညက်မတော့အောင် Crossy ကိုစကားတစ်ခုဝင်ပြောလိုက်တယ်။ ဒီနေ့ခေတ်ကျတော့ခမည်းတော်ဂျာမန်တွေကရီနိုင်းရဲ့ပကြီတွေကိုအလွန်ညံ့ပြင်းတဲ့အမှုပညာတစ်ခုလို့သတ်မှတ်ထားကြတယ်မဟုတ်လားဥပမာဗင်ဂိုးဆိုပါတော့ကောင်းဆုံးကိုရွေးတဲ့ဂျာမန်တွေဟာခမည်းတော်ပြောတဲ့အုပ်စုထဲမှာမပါပါဘူးလို့ပြန်ပြောပြီးခရော့စီကအခန်းထဲကဖြက်ခနဲ့ထွက်သွားတယ်သူကဘာလို့လိုချင်ကြလဲလို့ကျွန်တော်ကဟယ်လင်ကိုမေးတယ်တချို့လိုချင်နေတာဟယ်လင်ကမောင်ကိုမလာနဲ့လို့သတိပေးဖို့ကြိုးစားခဲ့တာဒါပေမဲ့မောင်ကရောက်လာတာကို လက်နဲ့မောင်ကသူ့ကိုခိုင်းလာတာသူကလာပြီးထောက်လှမ်းတာပဲဒီလိုမျိုးဟာအင်မတန်အောက်တန်းကြတာပဲဟယ်လင်ကတော့အလုံးကိုဆက်ဆူယူကြတယ်ဖက်စတာပိုးလို့ခေါ်တဲ့နာစီထောက်လှမ်းရေးအဖွဲ့ရဲ့အရေးဟာနေဆက်ကိုဖျက်ချော်ပြီးကျွန်တော်တို့စီရောက်လာတာပဲဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ဟာလုံးဝမလွတ်မြောက်သေးဘူးဆိုတာသိတာထင်ရှားမနေဘူးလားခရော့စီဟာဟယ်လင်ကိုကောင်စစ်ဝင်ရောက်လာပြီးနိုင်ငံကူးလက်မှတ်မှာရုံးတစိမ့်နေဖို့လိုအပ်တယ်လို့ပြောသွားတဲ့ ထွက်ခွင့်ဗီဇာယူရမယ်ဆိုတဲ့သဘောပဲသူကပြောတယ်အဲ့ဒါဟာစီကံအတည်တဲတော့ခင်ဗျားကပြောတယ်သူလိန်တာလို့ကျွန်တော်ကပြန်ပြောတယ်စီကံတက်ချရဲဆိုရင်မောင်းတိရမှာပေါ့ဘီတို့ကတဲ့အားလုံးဟာဒီကိစ္စနဲ့ပတ်သက်လို့တစ်တဲဟောင်းဟောင်းအကုန်သိတယ်တကယ်လို့သူပြောတဲ့အတိုင်းမင်းသွားရင်မင်းနိုင်ငံကလက်မကိုစီပီတိန်းနာမှာတည်ကြတယ်အဲ့ဒါဆိုဟဲလန်လဲမောင်းလို့ဘီတို့ကတဲ့တယောက်ကရောက်သွားမှာပဲဒါပေါ့ငါဂျာမနီကိုမပြန်ဘူးလို့ဆုံးဖြတ်လိုက်ရင် ဘီတို့ကလည်းဖြစ်ပြီပေါ့ဟဲလင်ကတော့ဒီမှာပဲနေမှာလို့ဟဲလင်ကပြောတယ်ဘဲကောင်းစစ်ဝင်ရုံမှာလည်းဟဲလင်မသွားဘူးဂျာမနီကိုလည်းမပြန်ဘူးဒီကိစ္စကိုအရင်တုန်းကကျွန်တော်တို့ချင်းမဆွေးနွေးမိခဲ့ကြဘူးအမှန်တော့လေဒါကဆုံးဖြတ်ချက်တစ်ခုပဲကျွန်တော်ကသူ့ကိုဘာမှပြန်မပြောဘူးဟဲလင်ရဲ့နောက်ဘက်ကမိုးကောင်းငင်နဲ့ပန်းညံတွေကအစ်ပင်တွေတလက်လက်တောက်ပနေတဲ့ခန့်ရည်ပြင်ကိုမြင်နေရတယ်အလင်းရောင်ထဲမှာသူ့မျက်နှာဟာမုံမိုင်းနေတယ် မောင်တောင်းဝန်မယူရပါဘူးလို့ဟဲလင်ကမကျင်နဲ့တဲ့အတန်နဲ့ပြောတယ်။မောင်ကဒီကိစ္စကိုမေးလည်းမမေးဘူး၊ပြောလည်းမပြောဘူးကြားပါတယ်။ဒီကိစ္စကိုမောင်နဲ့လုံးဝမပတ်သက်စေရပါဘူး။တကယ်လို့မောင်ဒီမှာရှိမနေဘူးဆိုရင်လည်းဟဲလင်ကတော့ချာမနီကိုမပြန်ပါဘူး။ဟဲနဲ့အခုရှင်းပြတာကိုမောင်ကျင်နဲ့တယ်မဟုတ်လား။ကျွန်တော်အားအားလေးတင်သွားတယ်။ချက်လဲချက်သွားတယ်။မဟုတ်ပါဘူး။မောင်အခုတွင်းနေတာကအဲ့ဒီကိစ္စမဟုတ်လို့ဘာမှမပြောတာပါ။ န်နယ်တည်တယ်ကျိုးဆက်အဲ့ဒီတော့ပန်နယ်တို့ဒီအကြောင်းကို နောက်ထပ်မပြောကြသတဲ့ဘယ်တော့မှမပြောရဘူးနော်ကရော့စီကတော့လာအောင်ပါမယ်သူမလာရင်တော့တခြားတယောက်တော့လှုပ်အောင်ပါမယ်ဖယ်လင်ကအကောင်းကြီးနေမောင်ဘဲသူဆိုတာသိသွားရင်တော့သူတို့ကပြဿနာချကြမှာပဲဖယ်လင်တို့တောင်ပိုင်းကိုဘာဖြစ်လို့မသွားတာလဲမောင်တို့အနေနဲ့အီတလီနိုင်ငံကိုသွားလို့မဖြစ်ဘူးခဲ့လေမူဆိုလီနီရဲ့ပြိတ်တွေကကက်စတာဘိုစစ်ပလိအဖွဲ့နဲ့လက်ဝင်းဖက်နေကြတာ တောင်ပိုင်းဘက်မှာတခြားသင့်တော်မယ့်နေရာမရှိတော့ဘူးလားရှိတယ်ဆွစ်စတီစီနိုလိုကာနိုလူကာနိုဒီပီဆိုကိုဒီမှာရိုက်လိုက်ပါမယ်နောက်တစ်ပိုက်ကိုကျွန်တော်နောက်ပီဆိုမှာထပ်ပြီးတော့မှဖပြပေးပါမယ်ခင်ဗျာ